ီနေ့မှာတော့ကလပ်ကပဖလားတတိယနေ့ပွဲစဉ်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကလပ်ကပဖလားတတိယနေ့ပွဲစဉ်တွေမှာ Man City နဲ့ Inter Milan တို့ရဲ့ပွဲစဉ်တွေရှိနေပါတယ်။အင်ဂါညဗုဒ္ဓမနက်မြန်မာစံတော်ချိန်မနက်တနာရီခွဲမှာ Argentina အင်အားကြီး River Plate နဲ့ Japan Club Urawa မနက်၄နာရီခွဲမှာ Tanzania Club Busan နဲ့ South Africa Club Mamelodi မနက်9နာရီခွဲမှာ Inter Milan နဲ့ Mexico Club Monterrey မနက်10နာရီခွဲမှာ Man City နဲ့ Morocco Club Wydad Casablanca တို့တွေ့ဆုံကစားကြမှာဖြစ်ပါတယ်။ပွဲစဉ်တွေအနေထားအရဥဆန်နဲ့ Mamelodi ပွဲစဉ်ပဲချေရီတူပြိုင်ဘက်တွေတွေ့တဲ့ပွဲမျိုးဖြစ်ပြီးကျန်တဲ့ပွဲစဉ်တွေကတော့ချေစွမ်းချင်းကွာလွန်းတာကြောင့် River Plate Inter Milan နဲ့ Man City တို့ပဲနိုင်မယ်ဆိုတာကိုသိကြပြီးတော့ဖြစ်မှာပါ။ဒီပွဲတွေနဲ့ပတ်သက်ပြီးအသုံးဝင်မဲ့အချက်အလက်လေးတွေကိုဆက်ပြီးတော့ပြောပြပေးချင်ပါသေးတယ်။ River Plate ဟာ Argentina League မှာချိန်မှန်နေတဲ့အသင်းဖြစ်တယ်လို့ကစားသမားစုဖွဲ့မှုအရလည်း Urawa ထက်ပိုကောင်းပါတယ်။ River Plate ကနောက်ဆုံးကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာတပွဲပဲရှုံးထားပါတယ်။ Urawa ဟာ Japan J League မှာအဆင့်၄ရောက်နေတဲ့အသင်းဖြစ်တယ်လို့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတော့2ပွဲပဲအနိုင်ရရှိထားတာပါ။ဒီတော့ဒီနှစ်သင်းရဲ့လက်ရှိအချက်အလက်တွေအရ River Plate ကပဲအသာစီးရမယ်လို့တော့ခန့်မှန်းချင်ပါတယ်။ဦးစန်းနဲ့မာမီလိုဒီပွဲစဉ်မှာ ကစားသမားစုဖွဲ့မှုအရမာမီလိုဒီကတော့အသာရဖို့ရှိနေပါတယ်။မာမီလိုဒီကတောင်အာဖရိကလိဂ်မှာချန်ပီယံဖြစ်ထားတဲ့အသင်းဖြစ်တယ်လို့နောက်ဆုံးကစားခဲ့တဲ့၁၀ပွဲမှာ၃ပွဲပဲရှုံးပြီး၆ပွဲထိကိုအနိုင်ရရှိထားတာပါ။ဦးဆန်ကတော့တောင်ကိုရီးယား K League မှာအဆင့်၃နေရာကိုရောက်နေပြီးနောက်ဆုံး၁၀ပွဲမှာ၃ပွဲရှုံးထားပေမဲ့၉ပွဲ၄ပွဲပဲရှိခဲ့ပါတယ်။ဒါကြောင့်မလို့မာမီလိုဒီကတော့အပ္ပဟန်မှာရှိနေတာအသေးချပါပဲ။မော်ရိုကိုလိဂ်မှာအဆင့်၃နေရာရောက်နေတဲ့ ဝိုင်ဒက်ကတ်ဆာဘလန်ကာဟာဒီပွဲမတိုင်ခင် စီဗီလာ ပေါ်တိုရိုနဲ့ခြေစမ်းပွဲကစားခဲ့ရမှာနှစ်ပွဲလုံးနိုင်ခဲ့ပေမဲ့မန်စီးတီးနဲ့အနေထားချင်းကွာဟလွန်တာကြောင့်မန်စီးတီးဘယ်နှခုတွင်းပါလဲဆိုတာကိုပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်အင်တာမီလန်နဲ့မွန်တာရီပွဲစဉ်မှာတော့မက္ဆီကိုမှာအောင်မြင်မှုအစဉ်လာကြီးမားတဲ့မွန်တာရီဟာလက်ရှိခြေစွမ်းကထိတ်တန့်အစ်စ်မှာတော့ရှိမနေပါဘူးချန်ပီယံလိဖိုင်နယ်တက်ပြီးဒုတိယနဲ့ဂျင်းနဲ့ခဲ့ရတဲ့အင်တာမီလန်ကအသာစီးရမှာတေချာပေမဲ့ အင်တာမီလန်နီးပြတဲ့ခရစ်စတန်ချီဘူးရဲ့အနေအထားကိုလည်းစောင့်ကြည့်ရအောင်ပါဖြစ်လို့အင်တာမီလန်ပြက်ပြက်သားသားနိုင်မနိုင်ဆိုတာကလေးလေးနက်နက်စဉ်းစားသင့်တဲ့အချက်တစ်ချက်လေးဖြစ်ပါလေ။ဒီညမှာရင်ခုန်ချင်တဲ့ညီကိုတွေအတွက်တော့မန်စီးတီးကစိတ်ချရဆုံးဖြစ်မယ်လို့ပဲခန့်မှန်းပေးခဲ့ချင်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးတင်ပါတယ်။